ကျမ်းမာရေးရအဓိကပဲပေါ့ဘာလို့လဲဆိုတော့ဟိုကိုကျမ်းမာရင်ဘာပဲလှုပ်လှုပ်လှုပ်လို့ရတယ်လေဟိုကိုမကျမ်းမာလို့ရှိရင်ဘာမှလှုပ်လို့မရအောင်စိတ်ရှိနေတော့ပူပင်မနဲ့နှက်ဆပူပင်မနဲ့စိတ်ပဲရှိနေရဟိုမောင်လေးတယောက်ပြောဘူးတယ်ကျွန်တော်တို့ကတဲ့ဟိုနှကောင်းရဲ့ဂျေဇူးကိုနှာစီးရဲ့အချိန်မှမှသိရအဲ့ချိန်ညာအသက်ရှူကောင်းပြန်ကောင်းခြင်းလိုက်တာသိရမလား ပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSP ဒီစင်စီလဲမှာကြတော့ तू ကလူငယ်လူငယ်ကာရီတာလေးပေါ့နော်လူငယ်တစ်လေးကနေပြီးတော့သူအိမ်အောင်ကြတယ်အဲ့လိုအဆင်ဆင်ပေါ့အိမ်အောင်ကြတယ်ပြီးရင်ဒီရခမမျိုးသားဘက်ရောင်နောက်စုံပါလိုက်ပြီးတော့ဒီ family မှာအာဒီ လင်ညီမရင်နဲ့တွေ့ပြီးတော့အမအဘောင်းဆုံးမနော်ခရက်ဘောင်းဆုံးလေးနဲ့ဒီ family မှာအဆင်မပြေမှုလေးတွေအအဆင်ပြေတာမပြေတာအဲ့လိုရောထွေးနေတဲ့ life လေးပေါ့ဟုတ်လောင်ရမှာလို့အော်လောင်ရမယ်တယ်မှာတော့ပါပါတယ်ဟုတ်ရှေ့မှာဖြေခဲ့လို့ပဲနော်ဒီ series တွေတော်တော်များများမှာကြာ character ဟိုလိုမျိုးဟိုအရင် changes ဖြစ်တာထက်ကိုဇက်အိမ်ပေါ့ဇလန်းပေါ့နော်ဇလန်းမှာကိုက character ကတော့တာမန်မင်းကလေးပဲတာမန်မင်းကလေးအာဒီတိုင်း တာမန်လူတွေလိုပဲပြတာမန်သူရဲ့ဇက်လန်အရာအပြောင်းလဲလေးကြားထဲမှာအဲ့လိုဇက်လန်ကိုကြိုက်လို့လက်ခံပြတဲ့ဟာလေးပေါ့ဒီမှာဆိုလို့ရှိရင်ဟိုအများကြီးပေါ့နော်ဒီ security တင်နေဆိုလို့ရှိရင်လည်းရက်တွေတေးချချိတ်ထားတာရှိရဲချိတ်ထားပြီးတော့မှနေမကောင်းတဲ့အချိန်မှာ security တင်တော့ခဏပဲသွားပြီးတော့အဲပြန်လာနဲ့တော်တော်အသေးအတန်ဖြစ်တာဆိုလေနောက်နေ့ security တင်မှာပြက်ကွက်တာတွေများခဲ့ရပါတော့နော်ရှေ့မာတွေကဒီကားရိုက်နေတဲ့အချိန်တော့အတက်နိုင်ဆုံးကျမ ID ဆက်ရမယ်ဒါမပြက်မကွက်နဲ့အားလုံးနဲ့အဆင်ပြေအောင် အတေချာပို့ကြိုးစားရမယ်ပေါ့ဟုတ်အလုတ်သဘောဆိုတာထက်ဒီလူမှုရေးပေါ့နော်အဲဒီအလုတ်မှာလည်းအကောင်လုံးကိုအလုတ်လုပ်ရမယ်လူတွေမှာအကို respect ရောနေမလားပေါ့နော်အဲ့အပိုင်းကိုလေးစားသမှုနဲ့ကျွန်တော်ပို့ပြီးတော့အာဆိုင်ဖြစ်တယ်ပေါ့အာနာပြတာလည်းအဲ့အကြောင်းမှာကျွန်တော်ရဲ့ဒီအဲဒီဘက်မှာတော့ကိုကကိုဖြစ်နေရတော့ကိုတည်ရပါတော့เนาะဒါပေမဲ့တစ်ဖက်ကကိုကိုယုံမမလားဘာညာအဲ့ feeling လေးတွေတော့ရှိရပါတော့เนาะအဲ့တော့ဓာတ်ပုံတွေအစင်းစင်းရိုက်ပြတယ်ပို့ပေးတယ်အာ ဖြစ်ဖြစ်တတ်တယ်လေနော်အများသောဖြင့်ဟိုတချို့မှာဆိုလို့ရှင်လဲအဲ့လိုဘာမှဖြစ်ပြနေအကြောင်းပြမှုတွေအဲ့လိုမျိုးကြုံခဲ့ရတဲ့သူတွေလည်းရှိမှာပေါ့ရှိရခါကျတော့အကူလည်းအဲ့လိုမျိုးထင်ခါမှာဆိုကိုကိုတိုင်းလည်းကြုံမှုပါတယ်တခြားလူတွေနဲ့ပတ်သက်ပြီးတော့ဗောနော်အဲ့လိုဆိုတော့ကိုလည်းကြိုင်လဲအဲ့လိုထင်ခါမှာဆိုလို့အဲ့လိုမျိုးဟောဖြစ်တာပေါ့ဖြစ်တာပေါ့နေပြန်ကောင်းခြင်းနဲ့အလုံးလုံးခြင်းနဲ့အဓိကအာကိုဂတိကိုပြုထားတဲ့ဟာတွေမပြောက်ခြင်းဘူး အဲ့အရာတွေကိုခတိတည်ကျင်တယ်ပေါ့အဲ့လိုမျိုးရှင်နေမကောင်းဘာမှလုပ်လို့မရအောင်ဆိုတော့လေပြီးတော့အဲ့အချိန်မှာတော့စကားတလုံးတလေတောင်အဲ့လိုအမားရွေးမခံတဲ့အခြေအနေဖြစ်နေပါဘာတခုဆိုရင်အဲ့ဖြစ်နေပြီဆိုရင်ဘာမှမလုပ်နိုင်ဘူးဆိုတဲ့အတွင်းနဲ့ဘာမှမလုပ်ချင်တော့တာတော့မှန်မဟုတ်ဘူးကိုလက်ခံပြီးသားအရာတွေကိုပြောပြီးသားဆိုပြီးသားဟာတွေကလူတိုင်းမှာအကောင်တော့အဖွဲနဲ့ပြန်လာဟိုအဲ့လိုမျိုးပေါ့နော် ဒီ group တင်နဲ့လောက်ရတယ်ကိုတယောက်တည်းကိုပဲကြည့်ပြရမဟုတ်ဘူးအစင်စင်မဟိုးအောက်ချန်နေဟိုးထိတ်ဆုံးထီကိုအဲ့လိုမျိုးဟိုဒီ management လောက်ရတဲ့သူတွေကိုစာနာတာပေါ့နော်ဘာလို့လဲဆိုတော့ကိုရိုင်းလဲ i film မှာတော့အာ try ခဲ့ဘူးတယ်ဒီ production လေးလုပ်ဖို့ကြိုးစားခဲ့ဘူးတယ်ဆိုတော့ဒီအပေါ်မှာအတားတွေချိန်ရတာဆိုအဲ့ဒါကိုကိုကျင်းစားတယ် အဲ့လိုမျိုးဆိုတော့သူများကနောက်ရှာမဖြစ်စေချင်ဘူးဒီ protection မလုပ်ခင်နေရလဲအဲ့လိုအများရမ်းမှာပဲကိုကျင်းစားတယ်ဘာလို့ကိုသားဆိုရင်ဆိုတဲ့အတွေ့အများရမ်းရှိရခါကျတော့အပေါ်မှာပို့ပြီး outside ဖြစ်တာဟန်ဒရာဘာသာမဟိုးရင်တော့ညပြောပါတယ်ဟိုမောင်လေးတယောက်ပြောဘူးတယ်ကျွန်တော်တို့ကတဲ့ နှာခေါင်းရဲ့ကျေးဇူးကိုနာစီးရဲ့အချိန်မှမှာတည်ရအဲ့ချိန်ညာအသက်ရှူကောင်းပြန်ကောင်းကျင်လိုက်တာတည်ရမလားချောင်းဆိုးလို့ရှိရင်လည်းချွက်ကတားရပါလေဆိုလို့ရှိရင်လည်းအာကောင်းကျင်ပြီဆိုတဲ့ဟာကိုဒီချောင်းဆိုးမှအဒီလေဘင်းရဲ့အတမိုးတည်ရပေါ့နော်ဒီတမိုးတွေတည်ရဒါမဲ့ကျွန်တော်တို့ကတိပိမဲ့ကျေးဇူးပြန်မဆက်ကြအောင်ကျေးဇူးဆက်တယ်ဆိုတာတို့ကိုကျမ်းမအောင်ခီးဆိုင်ပေးရပြန်ပြီးတော့ခဲလုတ်ပေးရတယ်ဒီဒီလိုခဲလုတ်ပေးမှအများကြီးကောင်းနေမှာပေါ့အဲ့လိုမျိုးဒါမဲ့အဲ့ဒီရတံမိုးတွေကိုကျွန်တော်တို့က ဒီဖြစ်တဲ့အချိန်မှမှပဲသိရယ်ဖြစ်တဲ့အချိန်မှပဲကောင်းရင်တော့ပြစ်စလက်ခတ်နေလိုက်ကြတယ်လှုပ်ချင်တာလှုပ်တယ်မွေးရတော့တဲ့ထွက်တယ်ခီးမပါဘဲနဲ့ထွက်မယ်အဲ့လိုမျိုးပေါ့နော်မခဲပြန်မလှုပ်ပေးဘူးကျေးဇူးတော့မဆက်ကြအောင်ကျေးဇူးတော့အဲ့လိုမျိုးပေါ့နော်ဟိုလိုအပ်ကြရဲဆိုရဟာမျိုးလေးပေါ့အဲ့အဲ့လိုဆိုတော့ဒီနေကျမကြီးရအဓိကပဲပေါ့ဘာလို့လဲဆိုတော့ဟိုကိုကျမ်းမာရင်ဘာပဲလှုပ်လှုပ်လှုပ်လို့ရတယ်လေဟိုကိုမကျမ်းမာလို့ရှိရင်ဘာမှလှုပ်လို့မရအောင်စိတ်ရှိနေတော့ပူပင်မနဲ့နှက်ဆပူပင်မနဲ့စိတ်ပဲရှိနေရအဲ့လိုပေါ့ Myanmar's top us all.